ကျွန်တော်ဒီနေ့ဒီဗီဒီယိုမိတ်ဆွေတို့ကိုမျှဝေပေးသွားမှာကတော့ Facebook ကနေဝင်ဝေရှာကျင်ကြတဲ့မိတ်ဆွေတွေအတွက်ကိုယ့်ရဲ့ Facebook account ကို professional မှုဘလို့ဖွင့်ထားရမလဲဆိုတဲ့နီးလမ်းလေးကိုဒီဗီဒီယိုမှာမျှဝေပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ။ Okay ပါ professional မှုကိုဖွင့်ပြီးတော့ကိုယ့်အနေနဲ့ Facebook ကနေဝင်ဝေရှာဖို့အတွက်ကျွန်တော်တို့အနေနဲ့စူးစမ်းလို့ရနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ကိုယ့်ရဲ့ Facebook account ကကျတို့ follower တွေများနေတယ်ကျတို့အဲတငယ်ချင်းတွေများနေတယ်ဆိုရင်တော့ကိုယ့်ရဲ့ Facebook account ကို professional မှုဖွင့်ပြီးတော့လဲကိုအနေနဲ့ Facebook ကနေဝင်ငွေချလို့ရတဲ့ setup လေးဖြစ်တဲ့ content monetization setup ကိုကိုအနေနဲ့ရအောင်ကြိုးစားလို့ရနိုင်ပါတယ် ဆိုတော့ကိုယ့်ရဲ့ Facebook account ထဲမှာရှိတဲ့ကျွန်တော် follower တွေများနေရဆိုရင်တော့ဒီ email လေးကိုအသုံးပြုပြီးတော့ကျွန်တော် content monetization setup ကိုရဖို့အတွက်ကြိုးစားလို့ရနိုင်ပါတယ်ခင်ဗျာ။ Okay ပါ professional mood ကိုဘယ်လိုဖွင့်ရမလဲဆိုတာကျွန်တော်လည်းဒီလေးလာကြည့်လိုက်ကြရအောင်နော်။ပထမဆုံးအနေနဲ့ Facebook share ကိုဝင်ပေးလိုက်ပါ။ပြီးရင်တော့ကိုယ့်ရဲ့ Facebook account profile လေးတဲ့ကိုထပ်ဝင်ပေးလိုက်ပါခင်ဗျာ။ okay ပါ Facebook account profile နဲ့ကိုရောက်ပြီဆိုရင်တော့ဒီမှာရှိတဲ့ asset ကလေး30ကိုနှိပ်ပြီးတော့ထပ်ဝင်ပေးလိုက်ပါခင်ဗျာ။ โอเคပါဒီနေ့ကိုရောက်ပြီဆိုရင်တော့ကျွန်တော်တို့ဒီအောက်ဆုံးမှာရှိတဲ့ trend on professional မှုဆိုပြီးတော့ကျွန်တော်တို့အဝိုင်းလေးနဲ့ပေါ့နော်ဒီမှာညာလေးလေးထိုးပြပေးထားပါတယ် trend on professional မှုဆိုတဲ့စာတမ်းလေးကိုနှိပ်ပေးလိုက်ပါ โอเคပါဒီနေရာကိုရောက်ပြီဆိုရင်တော့ကိုအနေနဲ့တဆင်ချင်းစီတေချာလေးသွားရမှာဖြစ်ပါတယ်ဆိုတော့ဒီမှာရှိတဲ့အပြာရောင်စာတန်းထန်းအွန်ဆိုတာကိုနှိပ်ပေးရမှာဖြစ်ပါတယ်ဆိုတော့ဒီနေရာမှာဒီထန်းအွန် professional မှုဆိုပြီးတော့ professional မှုကိုကျွန်တော်ဖွင့်လိုက်မယ်ဆိုရင်တော့ဘယ်လိုမျိုးတွေလုပ်လို့ရမလဲဆိုရင်တော့ဒီအပေါ်ဆုံးမှာဆိုရင်တော့ကိုရဲ့ Facebook အကောင့်ကနေပြီးတော့ဝင်ငွေရှာဖို့အတွက် monetization tool တွေကိုပွင့်လာမှာဖြစ်ပါတယ်နောက် တစ်ခုကတော့ကျွန်တော်ရဲ့ Facebook အကောင့်ရဲ့ကျွန်တော် performance တွေပေါ့နော် Facebook အကောင့်ရဲ့ကျွန်တော် content insight တွေကိုလည်းကိုအနေနဲ့အဲ professional ချင်းတဲ့ dashboard မှာဝင်ကြည့်လို့ရမှာပဲဖြစ်ပါတယ်။နောက်ဆုံးတစ်ခုကတော့ကိုယ့်ရဲ့ Facebook account မှာကျွန်တော်တို့တငယ်ချင်းဖြစ်ထားတဲ့ Facebook friend တွေပေါ့နော်ဒီကောင်လေးတွေကကိုယ့်အနေနဲ့ follower တွေအဖြစ်ပြောင်းလဲပေးသွားမှာပဲဖြစ်ပါတယ်။ဆိုတော့ professional group ကိုဖွင့်ဖို့အတွက်ဒီမှာရှိတဲ့အပြာရောင်စာတမ်း fan on ဆိုတာကိုနှိပ်ပေးလိုက်ပါ။ โอเคပါဒီနေရာကိုရောက်ပြီဆိုရင်တော့ဒီမှာကျွန်တော်တို့အပေါ်မှာပြထားတဲ့စာတန်းလေးတွေကတော့ကျွန်တော်တို့ရဲ့ audience တွေကိုကျွန်တော်တို့သတ်မှတ်လို့ရမယ်ကျွန်တော်တို့ monetization tool တွေကိုလည်းကိုယ်အနေနဲ့အဲရှောက်လို့ရမယ်နောက်တစ်ခုကတော့ professional tool တွေကိုလည်းကိုယ်အနေနဲ့ပြင်ဆင်လို့ရမယ်ပေါ့နော်โอเคပါဒီနေရာမှာ next ကိုဆက်နေပြီးလိုက်ပါပြီးပြီဆိုရင်တော့ next ကိုပဲဆက်နေပြီးလိုက်ပါခင်ဗျာโอเคပါဒီနေရာကိုရောက်ပြီဆိုရင်တော့ကိုယ်အနေနဲ့ဒီပေါ်ဆုံးမှာရှိတဲ့ public ဆိုတာကိုရွေးချယ်ပေးရမှာဖြစ်ပါတယ်ဆိုတော့ public ကိုနှိပ်လိုက်ပါပြီးပြီဆိုရင်တော့ဒီမှာရှိတဲ့ next ကိုဆက်နှိပ်ပေးလိုက်ပါခင်ဗျာ โอเคပါဒီနေရာကိုရောက်ပြီဆိုရင်တော့ကိုယ်အနေနဲ့ဒီနေရာမှာပြင်ဆင်စရာရှိတာပြင်ဆင်ခြင်းနဲ့ဆိုရင်တော့ဒီမှာရှိတဲ့ edit setting ကို edit setting ကိုနှိပ်ပြီးတော့ပြင်ဆင်စရာရှိတာလေးတွေပြင်လို့ရပါတယ်ကျွန်တော်ကတော့ပြင်စရာမရှိတဲ့အတွက်ဒီမှာရှိတဲ့ confirm ကိုနှိပ်ပေးလိုက်ပါမယ်โอเคပါဒီနေရာကိုရောက်ပြီဆိုရင်တော့ဒီမှာရှိတဲ့ next ကိုပဲဆက်နှိပ်ပေးလိုက်ပါခင်ဗျာ next ကိုပဲဆက်နှိပ်ပေးလိုက်ပါโอเคပါဒီနေရာမှာတော့ကျွန်တော်တို့ next ကိုပဲဆက်နှိပ်ပေးလိုက်ပါ ပြီးရင်တော့ဒီမှာရှိတဲ့ Go to professional dashboard ဆိုတာကိုဆက်နေပြီးလဲပါခင်ဗျာ။ โอเคပါပြီးရင်တော့ဒီမှာရှိတဲ့ update ကိုယူနှိပ်လို့လည်းရပါတယ်ကိုအနေနဲ့မနှိပ်ရှင်ဘူးဆိုရင်လည်းဒီလိုမျိုးလေးနှိပ်လိုက်ရင်လည်းရပါတယ်ဒါဆိုရင်တော့ professional dashboard ဆိုပြီးတော့ကျွန်တော်တို့အနေနဲ့ပွင့်လာမှာပဲဖြစ်ပါတယ်ဒါဆိုရင်တော့ကျွန်တော်တို့အနေနဲ့ Facebook မှာတရက်တာဘယ်လိုမျိုး post တွေတင်ရမလဲဘယ်လိုမျိုးလေးတွေလောက်ဆောင်ရမလဲဆိုတော့ပြီးတော့လည်းဒီနေရာမှာတွေ့ရမှာဖြစ်ပါတယ်ဆိုတော့ဒီ professional dashboard ထဲကိုဝင်ပုံဝင်နည်းလေးကိုကျွန်တော်အနေနဲ့ထပ်ပြီးတော့ပြပါမယ်ကျွန်တော် Facebook account လေးကိုဒီလိုမျိုးလေး refresh လေးလုပ်လိုက်ပါပြီးဆိုရင်တော့ဒီအောက်မှာကျွန်တော် professional dashboard ဆိုပြီးတော့အပြာရောင်စာတမ်းလေးပေါ်လာမှာပဲဖြစ်ပါတယ်ဆိုတော့ဒီ professional dashboard တွေကိုဝင်ပြလိုက်ပါပြီးရင်တော့ကျွန်တော်နေတဲ့ဒီနေရာမှာ follower လေးတွေတွေ့ရမယ်နောက်ပြီး တော့ကိုယ့်ရဲ့ profile ကကျွန်တော်စိမ့်နေလားဝါနေလားနီနေလားဆိုတာကိုဒီနေရာမှာအမှန်ကြီးလေးနဲ့တွေ့ရမှာပဲဖြစ်ပါတယ်ခင်ဗျာပြီးရင်တော့ဒီမှာကျွန်တော် insight ပေါ့နော်ကိုယ့်ရဲ့ Facebook account ရဲ့ကျွန်တော်အဲကျွန်တော် view တွေဘယ်လောက်ရှိတယ် like တွေဘယ်လောက်ရှိတယ်ဒီဒီ26ရက်မှာကျွန်တော် view တွေဘယ်လောက်ရတယ် like တွေဘယ်လောက်ရတယ် engagement တွေဘယ်လောက်များတိုးတယ်ဘယ်လောက်များကျတယ်ဆိုနေရာကိုဒီနေရာမှာတွေ့ရမှာပဲဖြစ်ပါတယ် ဆိုတော့ကိုယ်အနေနဲ့ကိုယ့်ရဲ့ Facebook account ကကျွန်တော်တို့ဝင်ဝေချလို့ရတဲ့ဒူးတွေရလာမရဘူးလားစစ်ဆေးကြည့်ကျင်နေဆိုရင်တော့ဒီမှာရှိတဲ့ကျွန်တော်တို့အပေါ်တက်ပါလေးကိုဘယ်ဘက်ကိုဆွဲပြီးတော့နောက်ဆုံးမှာရှိတဲ့ monetization ဆိုတဲ့တက်ပါလေးတဲ့ကိုဝင်ပြီးတော့ဒီနေရာမှာကျွန်တော်တို့ဘယ်ကျွန်ဘယ် tool လေးတွေကကျွန်တော်တို့ setup တွေပေါ်နေပြီလဲဆိုတာကိုကိုယ်အနေနဲ့စစ်ဆေးကြည့်လို့ရမှာပဲဖြစ်ပါတယ် ကျဲ့ရဒီအောက်မှာရှိတဲ့ not yet available ဆိုတဲ့ကျွန်တော်တို့အောက်မှာရှိတဲ့ setting လေးပေါ့နော်ဒီ tool လေးလေးခုတွေကဒီအပေါ်မှာပေါ်လာပြီးတော့ညာဘက်ချက်မှာလည်းကျွန်တော်တို့ setup လို့ပေါ်လာမယ်ဆိုရင်တော့ဒီ setup လေးတွေကနေကိုညောတို့နဲ့ဝင်ဝေးချလို့ရမှာပဲဖြစ်ပါတယ်ညာဆိုတော့ကျွန်တော်နေဒီဗီဒီယိုမှာမျှဝေပေးတာကတော့ကျွန်တော်တို့ professional desktop ကိုဘယ်လိုဖွင့်ရမလဲဆိုတဲ့နည်းလမ်းလေးကိုပဲမျှဝေပေးခဲ့တာပဲဖြစ်ပါတယ်နောက်ထပ်အနေနဲ့ကတော့ကျွန်တော်တို့ဒီ ဒီ quantum monetization ဆိုတဲ့ setup ကိုရဖို့အတွက်ဘယ်လိုမျိုး fountain လို့ရမလဲဆိုတဲ့နည်းလမ်းလေးကိုဒီ doctor အနေနဲ့လည်းဖတ်ပြီးတော့မျှဝေပေးသွားပါအောင်မယ်ခင်ဗျာ။ Okay ပါဒီ video လေးမှာမျှဝေပေးခဲ့တာနဲ့ပတ်သက်ပြီးတော့နောက်မလဲတော့မရှင်းနေတာတွေတွေရှိရင်လည်းဒီ video လေးကို comment box မှာဝင်ရောက်မေးမြန်းအကြံပြုနိုင်ပါတယ်ခင်ဗျာ။အားလုံးပဲအစီအပြေကြပါစီခင်ဗျာ။